โอเคဒီနေ့မှာတော့အရန်လွယ်တဲ့သချင်းလေးတစ်ပုဒ်ကိုထပ်ပြီးလေ့ကျင့်ကြမယ်အဲ့ဒီသချင်းကအာသူကမူရင်းကဒီကောင်ကဘာ instrument နဲ့မှတီးထားတာမဟုတ်ဘူးကွန်ပျူတာနဲ့တီးထားတာပေါ့နော်အာ fruity လို့နဲ့တီးထားတာအာအဲ့တော့ b လို့ပဲခေါ်မှာပေါ့နော်အောက်သချင်းနာမည်ကဒီဂျူလေးရဲ့နေအောင်ပြောက်တဲ့တွေပေါ့နော်အဲ့ဒီသချင်းက b နဲ့ဆိုတာလား key b နဲ့ဆိုတာပေါ့နော်အဲ့တော့ key b နဲ့ကျွန်တော်တို့ကမတီးဘူးမတီးဘက်နဲ့ကျွန်တော် g နဲ့တီးမှဖြစ်တယ်အဲ့တော့ g ကနေ b ကိုရောက်ဖို့အတွက်ကျွန်တော် k ပို့သုံးမယ်အဲ့ k ပို့သုံးဖို့အတွက် G ပြီးရင်ဘာလာမလဲဆို G sharp G sharp ပြီး A A ပြီး A sharp A sharp ပြီးတော့မှ B အဲ့တော့၄ခွပေါ့နော်၄ခွမြောက်မှာကျွန်တော်တို့ K ပို့တင်းတင်းလေးဖိလိုက်မယ်သူက intro မှာလည်းဘာပြည့်တီးမယ်ပေါ့နော် bass 1 bass 2မှာလည်းဘာပြည့်တီးမယ်အဲအဲ့ဒီမှာမှကျွန်တော်တို့ pre မှာကျတော့ဟာဘာပြည့်သွားကြီး အဲ့ခေါ်ပရီနဲ့ခေါ်တဲ့ကြတော့ဟာဖာဖြစ်သွားရင်အဲ့နာကျင်စရာဒိုနီယောဒိတ်ကဆိုအဲ့ဒါပရီပေါ့နော်အာနောက်ပြီးတော့အတူတူလျှောက်ကူးတယ်ဆိုတဲ့နေရာလေးကြတော့ခေါ်တဲ့ဖြစ်သွားပြီပေါ့အဲ့ပရီနဲ့ခေါ်တဲ့ကြတော့သူတို့ဟာဖာဖြစ်သွားရင်ဟာဖာဆိုတဲ့သဘောမျိုးကကျွန်တော်တို့44တိုင်းမြန်မာ၄ချက်ရှိရဆိုရင်အမ်ခေါ်တစ်ခုစီကို2ချက်စီပဲတီးမယ်โอเคအဲ့ဒီမှာလက်ခတ်ကကျွန်တော်ပြောတဲ့ slow go go ပဲအရှိမှလည်းပြခဲ့ပြီးပါပြီပေါ့နော်အာ slow go go ဆိုတော့နံပါတ်1ချက်မှာအပေါ်3ချက်ကိုတောင်းခတ်လိုက်မှာတောင်း နှစ်ချက်ပြောင်းမှာအကုန်လုံးထောင်းလေနဲ့နော်ပြီးရင်3ကြာတော့3 3ချက်နေရာမှာ4ကတီးမယ်အဲ4ကဘယ်လိုတီးမလဲဆိုတော့ပင့်ပင့်တင်မယ်အောက်ချမယ်ပင့်တင်အောက်ချအဲ့တော့3 e n a အပ်တောင်းအပ်တောင်းနော်အဲ့ဒါကအောက်သုံးကြိုးပဲကပ်မယ်နော်အောက်တောင်းအပ်တောင်းပြီးရင်4ကြာမှာနော်ရနော်1 2 3 e n a 4အဲ့လိုလာမယ်နော် 1 2 3 e and e 4လေးလေးပဲနော်1 2 3 e and e 4ကျွန်တော် pre chord အထိကိုအတန်လေးပဲတီးမယ်နော် half bar နေရာလေးဆိုရင်လည်း half bar ဆိုရင်လည်းဥပမာ G နဲ့ C နဲ့ half bar ဆိုရင် G မှာ1 2 3 e and e 4အဲ့လိုတီးမယ်ပေါ့နော် G နဲ့ C နဲ့နှစ်ခုပေါင်းမှာကျွန်တော်တို့တပါးပြည့်တာကို half bar လို့ခေါ်တာပေါ့နော် sorry G မှာနှစ်ချက်တိမယ်1 2ပြီးရင် C ပြောင်းလိုက်မယ်3 E and A 4အဲ့လိုနှစ်ခုပေါင်းတာဟိုမှာကျွန်တော်တို့တဘာပြေလို့သူ့ဟတ်ဘာလို့ပေါ့ဟတ်ဆိုတာတဝက်ဘာတဝက်လို့ပြောတာနော်ခေါ်ရကြတော့လက်ကပ်ပုံစံဒီဇိုင်းအစ်စ်ပြောင်းလိုက်မယ်။မလို့လဲဆိုအပေါ်အတိုင်း slow go go တိုင်းတီးလို့မကောင်းတော့ဘူးပေါ့နော်။ ူကြတော့ G E minor C D ကိုဟပ်ပါပဲတည်ထားတာပေါ့နော်ဘာဝတ်တွေပဲ G နဲ့ E minor တဝက် C နဲ့ D နဲ့အဲ့တော့တဝက် C ပဲပေါ့နော်အဲ့တော့လက်ခတ်ကိုဘယ်လိုပြောင်းမလဲဆိုတော့အင်းအတောင်းအတောင်းဒီ E minor တောင်းအတောင်းအတောင်းဒီ C အတောင်း အပ်တောင်းအပ်တောင်းအကုန်လုံးထောင်းနေခံမယ်အပ်တောင်းအပ်တောင်းလုပ်မယ်နော်ဟုတ်